မိခင်ဖြစ်သူနာရေးဖြစ်တာတလားမပြည့်သေးပေမဲ့ဘာမှပျော်ရွှင်နေတာကြောင့်ဝေဖန်ခံနေရတဲ့ရေရီပွင့်ဖြူအလုံးမင်းမိကလာပေါင်းဗမစ်စနောင်းကနေကြွဆူလိုက်ပါတယ်ရေရီပွင့်ဖြူရဲ့မိခင်ဒေါခင်တန်ဝင်းဟာမလ24ရက်နေ့မှာသွေးတိုးရောဂါနဲ့ရုတ်တရက်ကွယ်လွန်သွားခဲ့တာပေါ့ အနုပညာရှင်တယောက်လည်းဖြစ်တာမို့အကောင်လုံးကလည်းဝမ်းနေနေကြရပြီးမိသားစုဝင်တွေအတွက်ဆင်မကောင်းဖြစ်ခဲ့ကြတာပါ။တွေးတို့ကရုတ်တရက်ဆောင်းတက်သွားတာကြောင့်အသက်64နှစ်အရွယ်မှာပဲသူချစ်တဲ့အနုပညာလောကနဲ့မိသားစုတွေကိုထားရစ်ခဲ့ရပါတယ်။ရီရီဖွင့်ဖြူအောင်မိခင်ဒေါခင်တန်ဝင်ဆုံးသွားတဲ့ညမှာတော့ကြောင်ညာဗီဒီယိုကအတင်မပြတ်ခဲ့တာကြောင့်ပရိသတ်တွေရဲ့ဝေဖန်တာကိုခံခဲ့ရပါသေးတယ်။ အမေတစ်ယောက်လုံးဆုံးသွားခဲ့တာတော့မှအချောညာတင်နိုင်သေးတာမို့အပြုံးမပြတ်ဘူးဆိုပြီးအားလုံးကပြောခဲ့ကြတာပါဒီလိုတင်ရတာဟာလည်းအချိန်သတ်မှတ်ထားတာကြောင့်ဖြစ်ပြီးတင်မဲ့အချိန်ကိုသတ်မှတ်ထားလို့ဗီဒီယိုကအော်တိုတက်သွားတာဆိုပြီးရေပွင့်ဖြူတော့ဘက်ကပြန်လဲဖြည့်ရှင်းခဲ့တာပါ private school ကျောင်းတစ်ကျောင်းရဲ့ကြောင်ညာဖြစ်တာကြောင့်အချိန်မီတင်ပေးရမှာလို့ဖြည့်ရှင်းချက်ပြန်ပေးခဲ့ပါတယ်မိခင်ဆုံးပါသွားတဲ့ညမှာတော့ကြောင်ညာအတင်မပြတ်ခဲ့တဲ့ရေပွင့်ဖြူတော့ဟာမိခင်ကြီးဆုံးပါသွားပြီးတလမဖြည့်သေးတဲ့အချိန်မှလည်းအရင်လိုပုံမှန်ပြန်လဲဘက်ကသွားလာနေပြီပဲဖြစ်ပါတယ် ဘာတစ်ခုမှပျော်နေတဲ့ပုံတွေတင်ထားတာကြောင့်မြင်ရတဲ့သူတိုင်းကအံ့ဩနေခဲ့ကြရတာပါဒီလိုပျော်ရွှင်နေတာကြောင့်လူတွေကလည်းဘလို့စိတ်နဲ့ပျော်နေနိုင်တာလဲဆိုပြီးမေးခွန်းထုတ်ခဲ့ကြပါတယ်တကယ်တော့ဘာမှသွားပျော်နေတာမဟုတ်ဘဲသူ့ရဲ့အမျိုးသားဖြစ်သူစိန်ဖြိုးလိုင်ရဲ့မွေးနေ့ကိုလှုပ်ပေးနေတာဖြစ်ပါတယ်သူတို့ရိုက်ထားတဲ့ပုံတွေတပိုင်းတစတက်လာတာကြောင့်ဘာမှသွားပျော်နေတယ်လို့လူတွေကထင်ခဲ့ကြတာပါမွေးနေ့ကိုလည်းရေရွပွင့်ဖြူတို့ကစီစဉ်ပေးတာမဟုတ်ဘဲသူတို့ရဲ့မိတ်ဆွေတွေကစီစဉ်ပေးတာဖြစ်ပါတယ် ဒါကြောင့်သူတို့ပျော်ရွှင်နေတဲ့ပုံတွေကိုလိုင်းပေါ်တင်ခဲ့တာပဲဖြစ်ပါတယ်သူတို့သွားလေတဲ့နေရာကိုလည်းဒီနှစ်မှာပြန်သွားမယ်ဆိုပြီးလိုင်းပေါ်တင်ထားခဲ့တာကြောင့်သူ့မှာအဖူပင်မရှိဘူးလားမိကိုမလွမ်းဘူးလားဆိုပြီးမိကိုနေထုတ်ခဲ့ကြပါတယ်ရေရေပွင့်ဖြူကလည်းဒီတခါတော့နှစ်ယောက်ထဲမသွားပါဘူးလိုက်ချင်တဲ့သူတွေကိုပါခေါ်သွားမှာပါလို့တင်ထားတာကြောင့်သူတို့ကတော်တော်လေးအံ့ဩနေကြတာပါ တကယ်တော့ရေအပွင့်ဖြူအောင်ဆုံးပါသွားတဲ့မိခင်ကြီးအတွက်တန်ခဆေးအောင်မှာပရိသတ်ပင်၅ပင်လှူထားပြီးအမျှဝေခဲ့ပါတယ်။ဒီလိုကုသိုလ်လုပ်တာတွေကိုသိပြီးမဖော်ပြတာကြောင့်မိခင်ဆုံးပါသွားတာကိုတော့အပူပင်မရှိဘူးလို့ထင်မြင်နေခဲ့ကြတာပါ။ဖြစ်ချင်တော့ရေအပွင့်ဖြူကလည်းအလဲသွားတော့ကပုံနေတင်လိုက်ဘာမှပြောတဲ့ပုံနေကိုပဲတင်လိုက်လုံနေတာကြောင့်ဒီလိုထင်ခံရတာလည်းမဆန်းပါဘူး။ ူကိုယ်တိုင်ကလည်းမိခင်နဲ့ပတ်သက်ပြီးပူဆွေးတာတွေကိုလိုင်းမော်မတင်တဲ့အတွက်ဘယ်သူမှမသိကြတာပဲဖြစ်ပါတယ်။မိခင်ဆုံးပါသားတော်ကလည်းအင်တာဗျူးဖြေတာတွေကိုမလုပ်ခဲ့ပဲမိခင်ဖြစ်သူရဲ့နာရီကိုလည်းတိတ်တဆိတ်သာကျင်းပသွားခဲ့တာပါ။နာရီနဲ့ပတ်သက်ပြီးရှက်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 မေးတာမျိုးကိုလုံးဝမကြိုက်သလိုမီဒီယာအတိုင်းဝိုင်းနဲ့သတင်းယူမဲ့သူတွေကိုမလာဖို့တောင်းမြင်ထားခဲ့တာပါ။တောင်းဝင်ယူထားရတဲ့အလုံးမို့ဆက်လုံးနေခဲ့တဲ့အပြင်ကြော်ညာကလည်းလက်ခံပေးတာဖြစ်တာမို့တင်ခဲ့ရပါတယ်။ငကိုကလေးကအလုံးမှာစ조사တဲ့သူဖြစ်တာမို့ဘာပဲဖြစ်လာဖြစ်လာသူတောင်းဝင်ယူလက်ခံထားတဲ့အလုပ်ကိုအကောင်းဆုံးလုပ်ဆောင်ခဲ့တာပါ။ င်းပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်တာကြောင့်စိတ်ပူပင်စရာတွေကိုထုံမပြပဲရှင်ထဲမှာတိန်ထားခဲ့တာပဲဖြစ်ပါတယ်ပရိသတ်တို့အနေနဲ့ရောရေအဖွင့်ဖြူတရားဒီလိုလုံးနေတာကိုဘလို့ထင်မြင်လဲဆိုတာခေါမမပြပြခဲ့ပါအောင်နော်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ